အခုနှစ်6လအတွင်းမှာပဲပြည်တွင်းစေကွက်နဲ့ကမ္ဘာစေကွက်မှာ P1D ဟာကားအစီးရေ၄သိန်းရောင်းချထားပြီးတီရောင်းအားကသူ့ရဲ့အတိတ်ကပြန်ဖက်ဖြစ်တဲ့ Tesla ရဲ့ရောင်းအားကိုကျော်တက်သွားခဲ့တာပဲဖြစ်ပါတယ်။ စည်ရင်အချက်လက်တွေရအခုနှစ်တတိယလေးလတာကာလမတန်ခင်မှာပဲ BYD ဟာကားအစည်းရေ1.6တန်းကျော်ရောင်းထားတယ်လို့သိရပါတယ်။သူ့ရဲ့အတိအကပြန်ဖက်လို့ပြောရမယ် Tesla ကတော့ကားအစည်းရေ1.2တန်းကျော်ပဲရောင်းချနိုင်ခဲ့ပါတယ်။ဒီစည်ရင်တွေရ BYD ဟာ Tesla ထက်ကားအစည်းရေ38,000ကျော်ပိုပြီးရောင်းထားတာကိုတွေ့ရပါတယ်။အခုနှစ်တတိယပတ်ထဲမှာပဲ BYD ဟာလက်စစ်ကားအစည်းရေ 9,700,2500ကိုချုပ်တင်အမှားစာနဲ့ဝယ်ယူထားတဲ့သူတွေစီကိုပေးအပ်ခဲ့တယ်လို့သိရပါဗျ။ဒီအရေတက်ဟာခန့်မှန်းထားတဲ့ကားအစီးရေထက်400ခိုင်နှုန်းရောက်ကျသွားတာဖြစ်ပေမဲ့နှစ်အလိုက်တိုးတက်မှုကြည့်ရင်တော့31.400ခိုင်နှုန်းတိုးတက်လာတာကိုတွေ့ရပါဗျ။ Tesla ကတော့တစ်နှစ်ထက်တစ်နှစ်9.400ခိုင်နှုန်းလောက်ပဲတိုးတက်မှုရှိနေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့နှစ်ကုန်တည်းက BYD ဟာ ထလမုန်နဲ့ရောင်းချမှုပမာဏတိုးတက်လာခဲ့တယ်လို့ကားတင်ပုံရောင်းချမှုအများဆုံးဆိုတဲ့ကုန်ပုတ်ကိုထိန်းထားနိုင်ခဲ့ပါတယ်။ဈေးကွက်သုတေသနကုမ္ပဏီ Counterpoint Research ကတော့ P1D ဟာကမ္ဘာကားဈေးကွက်မှာဈေးကွက်ဝေစု15တသမာ9ခုနှစ်ရာခိုင်နှုန်းရထားတယ်လို့ဆိုပါတယ်။အခုနှစ်နှစ်ကုန်ပိုင်းထိကမ္ဘာရောင်းအကောင်ဆုံးလက်စစ်ကားကုမ္ပဏီအနေနဲ့ရပ်တည်နိုင်ဖို့ရှိနေတယ်လို့နောက်နှစ်တွေမှာလည်းတည်ထက်တိုးတက်လာနိုင်ဖို့ရှိနေတယ်လို့သုံးသပ်ထားပါတယ်။ BYD ဟာကားထလုံးမှုနဲ့တင်ပို့ရောင်းချမှုအများဆုံးဖြစ်နေတော့လဲဈေးနှုန်းပိုင်းမှာတော့ Tesla ကိုကျော်တက်နိုင်ခြင်းမရှိသေးတာကိုတွေ့ရပါတယ်။ American ပြည်ထောင်စုမှာလျှက်စစ်ကားဝယ်ယူတဲ့ပေါ်ထောက်ပံ့ကြေးပေးထားတာတွေကိုဖျက်သိမ်းလိုက်တဲ့အတွက်ကြောင့် Tesla ရဲ့ရောင်းအားလည်းလာမယ့်ကာလတွေမှာကျဆင်းသွားဖို့ရှိနေပါတယ်ရှင်။